်နကာကျွန်တော်အိမ်ရောက်ပြီးရိုက်ပြီးတော့ပြတာကမရတော့လို့ပြချရပြီးဆိုတဲ့အချက်ကိုကျွန်တော်အားရစရာစကားစုပြရခဲ့ပါတယ်ကိုရဲခုကားတွေကိုကျွန်တော်ဆက်ထားပြီးပြီးလို့ပြောပေးပါဆိုပြောတဲ့အတွက်ကြောင့်ကိုနေရောက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ပြန်ရောက်လာတဲ့ချိန်မှာရှမ်းကိုချိန်နေတဲ့လူတယောက်ကိုအားမရှိတဲ့ချိန်မှာလက်ကမ်းချိုးဆိုခဲ့တဲ့ ဘာဝကင်းရမဆနာနဲ့ဥစ္စာပေးကိုကျွန်တော်ဒီနေရာနေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါကိုအားလုံးမင်္ဂလာပါပင်တုံးတာဟုတ်လားဟုတ်ကဲ့ခင်ဗျာဒီနာမည်လေးတော့ပြလို့ပေးပစ်တာဒါလေးကပင်တုံးတာဆိုတာဟုတ်ကဲ့တန်တော်တွေဟုတ်ကဲ့နေတဲ့တယ်တော့တုံးတဲ့တုံးတော့ပြောရအောင်ဟုတ်ကဲ့ကျွန်တော်ဒီတင်တုံးတာဆိုတဲ့အကြောင်းအရာလေးကိုဒီဇာတ်အတွက်ပေးခြင်းတဲ့သဘောတရားပါလဲဆိုတော့ဒီတင်တုံးတာဒီ နော်ဖယားရှင်ရဲ့တားတော်တွေအတွက်ဆန်ချတဲ့နေရာမှာတံပိုးထားပြီးသုံးတဲ့ဒီတင်တုံးတာဒါကျွန်တော်တို့ရဲ့ဘိုးစဉ်ပေါင်းဆက်လက်ထက်ကလေးကဒီလိုပဲဒီတားဝယ်တင်တုံးတာပဲသုံးလာခဲ့ကြတာအဲ့ဒီတံပိုးရှိတဲ့တင်တုံးတာကလူစိုးလူမိုက်တယောက်ရဲ့လက်ထက်ကိုရောက်သွားလို့ရှင်အသက်တစ်ချောင်းနှုတ်လို့ရတဲ့လက်နဲ့ဖြစ်သွားရောအဲ့ဒီတင်တုံးတာကပဲအခက်အခဲတစ်ခုဖြစ်တဲ့နေရာမှာ ဒီအသက်တစ်ချောင်းကလူလောကတဲကိုရောက်လာဖို့အချင်းပြတ်ဖို့လိုတဲ့နေရာမှာလဲတုံးရင်ဒီတင်းနှုံးတာကလူတယောက်ရဲ့အသက်ကိုကယ်ဖို့လုပ်တဲ့တင်းနှုံးတာလဲဖြစ်နိုင်ခြင်းရှိတယ်။အဲ့ဒါလေးကိုအဓိပ္ပာယ်ယူပြီးတော့ဒီတင်းနှုံးသားဒီအင်မတန်မှကျွန်တော်တို့အတွက်ဟာလာအသုံးဝင်သောတင်းနှုံးတာတန်ဖိုးရှိသောတင်းနှုံးတာဘုရားရှင်သားတော်တွေအတွက်ဆန့်ချတဲ့တန်ဖိုးထားရတဲ့တင်းနှုံးတာဆိုတဲ့ဟာလေးကို ကိုစားပြုတ်ကျင်လို့ဒီတင်းတုံးသားဆိုတဲ့စကားနာမည်လေးကိုဖိတ်လိုက်တာအော်လေးတင်းဆောင်ပါအာအဓိကတော့နံပါတ်1ကကိုခင်လိုင်ပေါ့ကိုခင်လိုင်ပါမယ်နေရဲပါမယ်ညီထွတ်ခေါင်ပါမယ်ဒါကတော့ main တရုပ်ဆောင်တွေပေါ့မင်းသမီးတွေတဲမှာဆိုရင်တော့စိုးပြည့်တင်စင်ပါတယ် ခိုင်နေဝေပါမယ်သစင်ထူးမြစ်ပါမယ်နောက်ကျန်တဲ့အစ္စရာကလေးတွေအများကြီးပါတယ်နောက်တစ်ခါကျွန်တော်ဒီတက်မှာဟိုပြောချင်တာဆယ်လီတွေပေါ့ဆယ်လီတွေကလည်းဒါသူ့ရဲ့အမှုပညာကိုသူတို့ဟာသူတို့တယ်လီဖုန်းလေးတွေနဲ့လုတ်ပြီးတော့ဒီလောကထဲကိုဟိုဘာလဲသူတို့ဟာသူတို့စူးစမ်းနေကြတယ်ဗျာအဲ့တော့ဒီဆယ်လီလေးတွေကိုဒီအမှုပညာလောကထဲမှာအာကျွန်တော်ပါဝင်စေချင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကမိုးညို့ပေါ့ မိုးညိုကျွန်တော်ခေါ်ရိုက်တယ်ပြီးတော့မိထီလာကကိုဇော်မျိုးဆိုတာရှိတယ်သူတို့လင်မယားပါတယ်နောက်မန္တလေးကဇော်ဝင်းမောင်ဆိုတာပါတယ်ကျော်တိဟဆိုတာပါတယ်နောက်အဲ့ဒီမှာနောက်ထပ်ဆယ်လီလေးတွေရှိပဲဒီဆယ်လီလေးတွေပါဒီကားမှာကျွန်တော်အဓိကနေရာကနေထည့်ပြီးတော့မှဇလန်းစင်ပြီးတော့ရိုက်ထားတယ်ပေါ့နော်အဲ့လိုမျိုးဇလန်းစင်ရိုက်ရဖြစ်ပါတယ်အာကိုစတီးလိုက်လိုက်ခက်ချမ်းချမ်းလေးနဲ့ဖိုက်တင်နေနဲ့အဲ့ဒီလိုနည်းနည်းနည်းလေး ပြကျင်လို့ဘယ်လိုရောက်လို့ပြောလဲအမို့ဒီကားရဲ့သဘောတရားကဟိုအမတန်စိတ်အယမ်းမြန်တဲ့လူတစ်ယောက်ဒေါသထွက်လွယ်တဲ့လူတစ်ယောက် ਨੇ ဒီဒီဘက်ကမိသားစုတစ်ခု ਨੇ မတင်မဲ့ပဲဒီ accident တစ်ခုဖြစ်တဲ့အားနေစပြီးတော့ဟိုဒေါသကြီးတဲ့လူကလည်း तू आ ဒီ तू အတ္တနဲ့ငါ့ကိုဒါလှုပ်သွားတာငါ့ကိုဒါလှုပ်သွားတာငါ့ကိုစော်ကားသွားတာငါမကျင်နေဘူးဆိုတဲ့စိတ်ဖြစ်နေတဲ့ဟာရဲ့ဟိုဘက်ကလည်းမဟုတ်ဘူးဆိုတာရှင်းပြလို့မရတဲ့အခက်အခဲတစ်ခုရဲ့ဒီနှစ်ခုကိုပေါင်းဆက်တာလို့ကြောင့် ကျွန်တော်က action လည်းပါတယ်လို့ drama လည်းပါတယ်လို့ဟာတာလည်းပါတယ်ဒီဇလန်ရဲ့သဘောတရားဟုတ်အဲ့တော့ဟိုပုံကြည့်တဲ့လိုက်လည်းလည်းခက်ခက်ခဲခဲတွေတင်ပြပန်းပန်းဖြစ်မှာပုံကြည့်ရရိုက်တတ်တယ်ပြောပါလားဟုတ်တော့ဟိုချလိုက်တာအောက်မှာအဆူဂျိုးဟုတ်ကဲ့အဲ့ပေါ့ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဒီရိုက်လွှဲလို့ရှိရင်ကျွန်တော်ကအခုနပြောလို့ပေါ့ action လဲပါကျင်တယ်လဲ drama လဲပါကျင်တယ် comedy လဲပါကျင်တယ်ဒါပေမဲ့ comedy ကသိနားမလဲပေါ့ဒါပေမဲ့ဇက်ရ comedy ပါကျင်အဲ့ဒီ comedy ဒီဇက်ရဖြစ်တဲ့ comedy ပဲဖြစ်ရနော် action ကတော့ဒါကျွန်တော်ရဲ့အရင် favorite ကျွန်တော်အရင်ကြိုက်တဲ့အလုပ်ပေါ့ action ကိုဒါပေမဲ့အဲ့ဒီ action ကိုတကားနဲ့တကားမတူအောင်ပုံပေါ်ရလေးတွေရှိတာပေါ့နော်။အမဒီကမှဒီလိုလှုပ်ထားလို့ရှိရင်နောက်ကမှဟိုလိုအဲ့ကမှဆိုလဲအဲ့လိုပေါ့။မိတုပ်တွေပါနေကျွန်တော်က ဟိုဖိုက်တင်ကိုဆင်ထားတယ်ပေါ့ဒါဆိုအခက်အခဲတွေတော့အများကြီးရှိတယ်အန်တီရလည်းရှိတယ်ဒါပြင်အဲ့ဒါလေးကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ကြိုတင်ကြံစအားလုံးစီစဉ်ပြီးတော့မှရိုက်ဖြစ်ထားတယ်ပို့ဆောင်အရှင်ဘာလို့ကြောက်ကြရလဲအရှင်ဘာလို့ကြောက်ရလဲဆိုတော့ဟိုပြောမစွင် လမ်းကြောင်းရွေးတာပေါ့အခုဆိုရင်ဒီဘက် live မှာဆိုရင်တော်တော်များများကဟာတာရိုက်တဲ့ director တွေရှိသလိုတရေကရိုက်တဲ့ director တွေရှိသလို drummer ရိုက်တဲ့ director တွေရှိသလိုဟဟလား action ရိုက်တဲ့ director နည်းနည်းနည်းတယ်ပေါ့နောက်ကျွန်တော်ဒီကားလေးကို action အနေနဲ့နည်းနည်းလေးပြောင်းပြီးတော့ရိုက်ရင်ကိုယ်လမ်းကြောင်းကျွန်တော်ဆက်ရိုက်ခဲ့တာလေခိုးဆိုလူနိုင်က action နဲ့ဆက်တာပဲလေအဲ့ဒီမှာမှကျွန်တော် drama လေးတွေ drama လေးတွေရောရောပြီးတော့မှကျွန်တော်ကသွားတဲ့ပုံစံဖြစ်ဖြစ် action ကျွန်တော်ကကြိုက်ကိုကြိုက်တယ် စင်မောပြောတာလေကိုသားကြီးပြောခဲ့တဲ့စကားကျွန်တော်တို့ကအမဲတဲ့အမဲ့ရတဲ့စကားဘယ်အချိန်မဲ့ဖြစ်ဖြစ်ကျွန်တော်အမဲတဲ့တွေးတဲ့စကားဟဲ့ဆာမီမင်းလှုပ်စီရရှိတာကိုသားလှုပ်အဲ့ဒီမှာရလာမယ်အချိုးကျစုကိုချက်ချင်းမမျောကိုနဲ့ ဒါပေမဲ့တနေ့မင်းအိမ်ကိုတကားခောက်ပြီးရောက်လာလိမ့်မယ်အဲ့ဒီအကျိုးမြတ်ကအဲ့စကောင်နှလုံးသွင်းထားတယ်အမြဲတမ်းအဲ့တိုင်းပဲအလုပ်လုပ်တယ်စစ်မုံမှာနေကြတာတော့ဒါတော့ကျွန်တော်ရဲ့၃နှစ်၄နှစ်တာကာလကျွန်တော်မိသားစုနဲ့ကျွန်တော်နဲ့ဘဝတိုက်ပွဲ ဝင်ခဲ့ရတဲ့ဟာတွေကို ဟိုခန်းစားမိသွားတဲ့အချိန်မှာအလိုလိုမျက်ရည်ကမထိနိုင်ပဲကျလာတယ်။ဒီဟာကအိမ်ရောပြီးတော့ရက်ခရဲတာဟုတ်တယ်။အရင်လဲကျွန်တော်အင်တာဗျူးမှာပြောခဲ့ဘူးတဲ့အိမ်နှကားကိုရိုက်ခဲ့တာပေါ့နော်။နှကားပါ။ဟုတ်တယ်။ဒီတင်တုံးသားနဲ့ချိန်စာတင်နှစ်တုတ်တာ။အဲ့ဒီကတော့ဘာလို့ချစ်ရလဲ။ဘာပေးစတာလဲ။ အာအခုတော့ကျွန်တော်ပြောလို့ပေါ့ကျွန်တော်တို့ကဥကျော်တို့ကိုသားကြီးတို့သူတို့တွေနဲ့ပေါင်းသင်းလာတဲ့ခါကျသူတို့တွေကတကယ်အမှုပညာသမားတွေပဲအမှုပညာသမားစစ်စစ်ဖြစ်ပြီးကိုလှုပ်တဲ့အလုပ်ပေါ်မှာနံပါတ်1တန်ဖိုးထားနံပါတ်2ကဘာလဲဆိုတော့ကိုကဒီအမှုပညာကိုထုတ်လုပ်ပြီးဘသူ့ကိုပြမှာလဲပေးရက်သက်ကိုအဲ့ဒါဆိုပေးရက်သက်ပေါ်မှာမင်းတန်ဖိုးထားပေးရက်သက်ကိုမစော်ကားမိစေနဲ့ပေးရက်သက်ကိုအမှန်ကန်ပေးပေးရက်သက်ကိုမလိမ့်မိစေနဲ့ဒီဟာလေးတွေကိုကျွန်တော်ကမှတ်ထားပါအဲ့တို့ကြောင့်ကိုလှုပ်တဲ့အလုပ်ကကောင်းကောင်းလေးလုပ်ရမယ် ။ဆုံးဖြတ်တာတော့ပေးသက်ပေါ့။ကောင်းသည်ဆိုသည်ပေးသက်ဆိုမကိုရိုက်တိုင်းလဲကောင်းခြင်းမှလဲကောင်းမယ်။ပေးသက်တချို့အကြည့်ပြတာတရားတော့ညံ့နေဆိုရင်ကိုပြင်မယ်။ဒီတကားတော့ပေးသက်ကတော့မကြိုက်ဘူးပြောတယ်။ငါဘလို့ပြင်ရမလဲဆိုတဲ့ဟာမျိုးစဉ်းစားတယ်။ဒီနေ့ကတော့ရုပ်ဆောင်လိုပဲနေကြတယ်ဟုတ်ကဲ့ဒါရိုက်တာကလည်းခံစားရဘယ်လိုနေကြလဲဘယ်လိုဖြစ်သွားလဲအဲ့ဒါတော့ကိုကျွန်တော်ရိုက်ကွင်းပေါ်မှာအမြဲတမ်းကျွန်တော်ဖြစ်တည်ဖြစ်တာရှိတယ်ဗျ အာကျွန်တော်ကျွန်တော်ဖြစ်နေတဲ့စိတ်တည်းမှာကျွန်တော်ကျွန်တော်ခံစားမိတဲ့အတိုင်းကိုကျွန်တော်ဒရိုက်တာပေးရုပ်ဆောင်တွေကိုကျွန်တော်ပြောလို့ရှိရင် ကျွန်တော်မျက်ရည်ကျတတ်တယ်ကျွန်တော်ပြောတဲ့အတိုင်းကိုသူတို့မြင်စေခြင်းလေကျွန်တော်ရင်ထဲမှာဖြစ်နေတဲ့အရုပ်ကိုမြင်စေခြင်းလေကျွန်တော်အဲ့ဒီတိုင်းပြောရင်ကျွန်တော်အလိုအော်တိုမျက်ရည်ကျတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပြေးလိုက်တာလည်းပြောလို့ရတယ်ပတ်မိုးပြေးလိုက်တယ်လည်းပြောလို့ရတယ်အဓိကတော့ပန်ပိုးတာပါအဓိကတော့ပန်ပိုးတာပါ ကျွန်တော်ရိုက်တဲ့ဇာကမှာပါဝင်တဲ့တရုတ်ဆောင်ကကျွန်တော်ဖြစ်ချင်တဲ့ဟာလေးကိုသူတို့ လုံနိုင်အောင်လို့ကျွန်တော်ပံ့ပိုးတဲ့သဘောပါဟုတ်ကျွန်တော်တော့သူတို့ talent နဲ့သူတို့ပြန်ပေါင်းဆက်တာပေါ့နော်အဲ့သဘောသူတို့ဘာတွေဆက်ရလဲဘာတွေလုပ်ဖြစ်မလဲခင်ဗျာနည်းနည်းလေးနားနေတာလားဟုတ်နည်းနည်းစိတ်ပြက်သွားတာလည်းပြောမှာအဲလောလောဆယ်တော့ပုံမလင်းလင်းပြောရင်ဒီလောကနဲ့နည်းနည်းဝေးသွားတယ်လို့ပြောလို့ရတာပေါ့နော်ကိုကပြန်ရောက်လာတဲ့အချိန်နဲ့ဒီလောကမှာသူကရုနဲ့သူသွားနေတဲ့အချိန်နဲ့ အဲကိုကဒီတဲ့ကိုပြန်ဝင်ဆန့်ဖို့ဆိုတာနည်းနည်းလေးဝေးတယ်ဝေးတဲ့အခါကျတော့ကိုကကိုစီးပွားရေးဘက်ကိုဒီဆက်ပြရောင်းတဲ့အလုပ်ကိုလုပ်နေနေကုမ္ပဏီမှာအလုပ်လုပ်ရင်လုပ်နေတဲ့အချိန်မှာဟာနေတဲ့အခါကျတော့အခုလိုကားမျိုးလေးကျွန်တော်ကားလေးဒါ channel 7မှာ ပြမယ်ပြီးရင် for you application မှာပြပြီးဆိုရင်ပေးသက်ကြည့်ပြီးဝင်တော့ဟာစတိကားလေးတွေပြန်ပြနေတာပဲဟာစတိကားလေးတွေအားပေးအောင်ဆိုတော့အဲတခုတိသွားပြီးဆိုရင်ကျွန်တော်တို့အလုတ်ကင်အခွင့်လန်းလေးတွေပေါ်လာမယ်လို့ညွှန်လင်းချက် အဲတကူတော့ရှိတာပေါ့နော်အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပြန်ထွက်လာတော့ဒီကားလေးကိုဘယ်လိုလေးကျူပေးတော့ဘယ်လိုလေးခံပါလဲအာအဲ့လိုပြောကြည့်ဆိုရင်ကျွန်တော်ဒီ for you application က power king ရမဆန္ဒနဲ့ထုတ်လို့သူဥစွန်မင်းကိုကျေးဇူးရမ်းတင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်ဟိုကမ်းလမ်းနဲ့လက်လိုပဲပြောရမှာပေါ့ဟိုပါပေါ့အခက်အခဲရှိလဲကျမတို့ဒီဟာလေးကိုယူပေးမယ်ကိုစတီကာလေးကိုလည်းကျမတို့သဘောကျတယ်အဲ့တော့နမူနာလေးပေးပါဆိုနမူနာကြည့်ပြတာနဲ့ တန်းပြီးတော့ကျွန်တော်ကိုအမှုပညာတစ်ခုစေနှုန်းတစ်ခုတတ်မှတ်ပြီးတော့မှသူတို့ဒီဟာလေးကိုဆက်လုပ်ပါဆိုပြောတဲ့ခုတည်းကျွန်တော်ဘက်ကနေပြီးတော့ဒီဟာလေးကိုဒီလိုပြခွင့်ရတဲ့အတွက်အတိုင်းမသိဘူးဟာအဲ့ဒါတည်းသူတို့ရဲ့ခြေစူးပါဘာလို့တော့အဲ့ဒီကာလမှာဥမွင့်လင်းလင်းပြောရင်အမှုပညာသမားတစ်ယောက်အနေနဲ့ကျွန်တော်မဆက်သွယ်တဲ့လူတွေတော့အများကြီးရှိတယ်ဗျာအရင်ရင်းနေတဲ့လူတွေတော့မဆက်သွယ်ဘူးအခုစိတ်တော့မှသူတို့လည်းမကန်ရဲဘူးမသိဘူးကျွန်တော်လည်းမသိအဲ့တော့ အဲ့ဒါနဲ့ကျွန်တော်လဲကိုကိုလုတ်ကိုလုတ်မယ်ဆိုလို့လုတ်ရင်းနဲ့မှအဲ့လိုဆက်သွယ်လာတော့ဟာဝမ်းသာစရာဖြစ်သွားတာပေါ့နော်ဘာလို့အရင်နီးဆုံးလူတော်ကျွန်တော်တို့ဒီနေ့တတိဖုန်းတကောမခေါ်ဘူးအဲ့လူတွေကိုကျွန်တော်ဘောတကူလုံးချိန်စာတော်တင့်ခဲ့ရတယ်အဲ့နောက်မှပြောဘူးဟုတ်ကဲ့ပါကျေးဇူးပါ